ဟယ်လိုစိတ်ရည်နေစိတ်ပါအားဒိဖရောင်းလာပါတော့စောင်းငှားရဲ့ဆိုင်မှာစောင်းလေးတအုပ်ကိုမတည့်ရရင်လည်းဖက်ခဲ့ပါတယ်ဆိုတော့အဲဒီစောင်းကလည်းအဲ့လိုမျိုးကလေးလေးတွေအတွက်ရေးထားတဲ့စောင်းအာဒီနားလဲလွယ်အောင်ပေါ့နော်ဒါပေမဲ့လူကြီးတွေအတွက်ဆိုလို့ရှိရင်လည်းအရန်အနှစ်ပိုင်းစောင်းလို့ပြောချင်တယ်စောင်းဆိုပေမဲ့လေအဲ့ဒါကတ်တုန်းနဲ့နေတအုပ်လုံးပြီးသွားပါပေါ့နော်ကတ်တုန်းဆိုတာလည်းလုံးဝအဒီစက်ဝိုင်းလေးတစ်လုံးနဲ့နေပြီးသွားတဲ့စောင်းပေါ့နော်ဆိုတော့ ဆောက်ရဲ့နာမည်ကအဝိုင်းကလေးဆိုရယ်ဆောက်ပေါ့နော်ဆိုတော့ဒီဆောက်ကိုဇင်းကဖက်လိုက်တယ်အရရင်နဲ့ပေါ့နော်ကာတွန်းဆိုတော့တပြက်ချင်းခဏလေးပဲပေါ့နော်ဆိုတော့တီတအုံလုံးပြီးသွားတယ်ဆိုတော့အဲ့မှာဇင်းကြီးခုပြောချင်တာလေးရှိလို့ပေါ့နော်ဆိုတော့ဆာအဲ့ဆောက်ကိုပြပြမယ်သူကအဝိုင်းကလေးအဝိုင်းကလေးကပဲ့နေတာသူ့ရဲ့တချမ်းကိုလိုက်ချတာကွာအမှသူ့ရဲ့တချမ်းကိုလိုက်ချရင်းနဲ့အဝိုင်းကလေးကပဲ့နေတာဆိုတော့သူကချင်းဆိုလို့ရတယ်ပါဇက်ဟလို့ရတယ်ပေါ့နော်ချင်းကြီးတအေးဆိုတယ် လမ်းမှာအတီကောင်လေးနဲ့တွေ့လို့ရှိရင်ဒီကောင်လေးနဲ့စကားပြောရင်ပန်းလေးနဲ့တွေ့ရင်ပန်းလေးနဲ့စကားပြောရင်လေးပြားလေးလည်းသူနဲ့တူတူတစ်ခါတလေတူတူပြန်နေဆိုတော့ तू ကဒီသူ့ရဲ့အပိုင်းလေးကိုလိုက်ရှာရင်လည်းတောင်းပြီးပေါ်လဲတက်တယ်မြစ်တွေလည်းဖြတ်တယ်ပေါ့နော်ဒီလိုမျိုးနဲ့သွားတယ်ဆိုတော့လမ်းမှာအဲ့လိုမျိုးသူနဲ့တွေ့တော်လောက်ပြီးထင်တဲ့အပိုင်းလေးတွေကိုတွေ့ရ ဒါမဲ့အဲ့အပိုင်းလေးကကျွန်တော်ကအဲခမည်းရဲ့အပိုင်းမဟုတ်ဘူးပေါ့နော်ကျွန်တော်ကကျွန်တော်ကိုယ်ပိုင်ကျွန်တော်ကအချမ်းပဲကျွန်တော်ရဲ့ပုံစံပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးငင်းပေတဲ့ခါမှာ तू ကစိတ်မကောင်းဖြစ်ပြီးတော့အဲ့ wine ကိုကြော်သွားရင်ထက်ရှာတယ်ထက်ရှာတော့လေ तू နဲ့တော်ပြီလို့ထင်ရတော့ပြင်မဲ့နည်းနည်းလေးခြောင်နေတဲ့ဟာလေးနဲ့တွေ့တယ်ပေါ့နော်ဆိုတော့ခြောင်နေတော့နှိမ့်ရင်းနဲ့ကြွကြသွားရင်ပေါ့နော်အဲ့ဒီခုလေးရတယ်နောက်ထပ်တစ်ခုထပ်တွေ့တယ်အရန်ကြက်နေတယ်ကြက်တော့ तू နှိမ့်ရင်းနှိမ့်ရင်းနဲ့ကြေမွသွားတယ်ပေါ့နော်အဲ့အချမ်းလေးကဆိုတော့ နောက်ထပ်ရှာရရှာတယ်နောက်ဆုံးမှာသူ့အတွက်လုံးဝခွက်တိဆိုတဲ့အရာလေးကိုသွားတွေ့တယ်တွေ့တော့သူကအယမ်းပျော်သွားတယ်ပေါ့နော်ငါငါငါအတွက်ပြည့်စုံသွားပြီဆိုတဲ့စိတ်နဲ့သူအဲ့အရာလေးကိုကောက်တက်လိုက်တယ်တက်ပြီးတော့သူ့မှာစပိုင်းလေးပြည့်သွားတဲ့အတွက်ကြောင့်မို့လို့လှိမ့်ရတာပို့ပြီးတော့လွယ်သွားတယ်မြန်သွားတယ်ကျော်သူလှိမ့်နေလှိမ့်နေပေါ့နော်လှိမ့်ရင်းနဲ့အရန်မြန်လာပြတဲ့ကြောင့်မို့တီကောင်မှုနဲ့လည်းစကားမပြောနိုင်တော့ဘူးပန်းလေးနဲ့လည်းမပြောနိုင်တော့ဘူးလက်ပြလေးနဲ့လည်းစကားမပြောနိုင်တော့ဘူးနောက်ဆုံးဝိုင်းလေးပြည့်သွားတဲ့အတွက်တချင်းမစုံနိုင်တော့ဘူး အရင်တော့တချင်းဟာဟနေရဖြစ်တဲ့ကြောင့်တချင်းစုံနိုင်တယ်အခုချိန်မှာတချင်းမစုံနိုင်တော့အဲ့မှာ तू စဉ်းစားတယ်ဟာဒါမဟုတ်သေးဘူးဆိုပြီးတော့ तू ကရက်လိုက်တယ်ပေါ့နော်ရက်ပြီးတော့ तू ရှာတွေ့ထားတဲ့အချမ်းလေးကိုချွတ်ချခဲ့တယ်ဆိုတော့ဒီတိုင်းပဲ तू အရင်တော့အဟလေးတိုင်းပဲဆက်သွားပြီးတော့တချင်းလေးဆက်ဆူသွားတယ်ဆိုတော့ဟာနဲ့ဒီဇလန်ကြီးရဆုံးသွားတယ်ပေါ့နော်ဆိုတော့ဇိန်ဒီမှာရလိုက်တာဘာလဲဆိုလို့ရှိရင်လူတွေအတွက်ပြည်စုံရေးဆိုတာကိုဘယ်လိုအိပယ်ပေါ်လဲပေါ့နော်တစ်ယောက်နဲ့တစ်ယောက်နဲ့ပြည်စုံနေရတော့ဒီမှာမဟုတ်ဘူး တချို့လူတွေအတွက်ဒီတဘာဝတရားကြီးနဲ့နှီးပြီးတော့ကိုချစ်တဲ့သူတွေနဲ့နေနိုင်တာကဒါသူ့အတွက်ပြည့်စုံနေမယ်။နောက်တစ်ယောက်ကလည်းဒါစိန်ခံပစ္စည်းတွေအများကြီးဝယ်နိုင်တဲ့ပတ်စံကိုမကြောက်မကြောက်သုံးနိုင်တာဒါသူ့အတွက်ပြည့်စုံနေဖြစ်နိုင်တယ်။ဆိုတော့ပြည့်စုံနေတာတယောက်နဲ့တယောက်နဲ့မတူနိုင်ဘူး။ဒါပေမဲ့စိန်တို့အဲ့ຢာတွေပြည့်စုံသွားပြီဆိုရင်တောင်မှမပြည့်စုံနေတာကဘဝလို့စင်ကဒီဟာမက်ဆေ့လေးပြရတယ်။စိန်တို့အနေနဲ့ခုနဟာလေးကိုပြန်စဉ်းစားကြည့်ပါတော့။ သူ့အတွက်အချမ်းလေးဖြည့်လိုက်ရင်ပြည့်စုံသွားပြီလို့ထင်မဲ့အဝိုင်းကလေးကတကယ်တမ်းဖြည့်သွားတော့လေဘာဖြစ်ဆုံးရှုံးသွားလိုက်လဲဆိုလို့ရှိရင်အခြားသူတွေအတွက်သူ့မှာအချိန်မပေးနိုင်တော့ဘူးပြီးတော့သူ့အတွက်တချင်းမစုံနိုင်တော့ဘူးเนาะသူ့အတွက်ပျော်တဲ့အရာတွေလည်းပျောက်နိုင်နေပေါ့เนาะဆိုတော့ဇင်ကအခုဇင်တို့ရွယ်အသက်20ကျော်ကြီးပါဆိုလို့ရှိရင်အချစ်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 နဲ့ကိုယ့်အတွက်တကယ်ကောင်းတဲ့သူစစ်မှန်တဲ့သူဘာညာ right person ဒီ round person ဒီပေါ့เนาะအရန် အခုခစ်စားရယ်ပေါ့နော်ဒါပေမဲ့ဇိမ်ပြန်တွေးမိတယ်ဒီဟာလေးဖတ်တဲ့အခါမှာပေါ့နော်အော်ငါတို့အတွက်တကယ်ကောင်းတဲ့လူကငါတို့ရဲ့ပြည့်စုံခြင်းပဲလို့ဒါကိုယ့်အတွက်ဒီရွယ်မှာငါတို့အဲ့လိုရည်စားမျိုးတာရရဲ့အဲ့လိုချစ်သူမျိုးတာရရဲ့ငါတို့အတွက်ပြည့်စုံပြီလို့တွေးပြင်မဲ့လေဇိမ်တို့အနေနဲ့တစ်ဖက်မှာစွန့်လွှတ်ရရရည်လည်းရှိပါတယ်သင်ပြောတော့နားလည်လားတော့မသိဘူးသူမျိုးဒီတယောက်တည်းတုန်းကဆိုလို့ရှိရင်ကိုကြိုက်တာတွေလုပ်ရတယ်ကိုဘယ်သူမှဘာမှဘယ်သူမှပြောပိုင်မှုမရှိဘူး လွတ်လပ်ခွင့်ပေါ့နော်ဆိုတော့ဒါဟူဒီလိုမျိုးပေါ့နော်စင်ငယ်ဘဝမှာအဲ့လိုမျိုးလွတ်လပ်တဲ့အရာရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့အရန်ကောင်းတဲ့လူကိုရသွားပြီဆိုရင်တောင်မှဇင်းတို့အနေနဲ့တစ်ခုခုကတော့ဆွန့်လွတ်ရပါတယ်ဇင်းတို့အနေနဲ့ဒါပတ်စံနေရှာရဲရှာတယ်ပတ်စံရှိသွားပြီဆိုရင်တောင်မှဇင်းတို့အနေနဲ့လိုအပ်ချက်တွေကရှိနေအောင်ပါပဲ ထားဟိုကိုကကျင်းနဲ့နှစ်သိမ့်နိုင်မှာပဲဘဝဆိုတာနေပြောတယ်ပေါ့နော်တော့ဒီကြည့်နေတဲ့သူတွေကိုစိမက်ဆေ့လေးပေးချင်တာကကိုရဲ့ပြည့်စုံခြင်းကဘလို့အမီရရတယ်ပေါ့နော်ဆိုတော့ဒီပြည့်စုံခြင်းကိုပြည့်စုံသွားပြီဆိုရင်တောင်မှဇင်းတို့အနေနဲ့တစ်ဖက်ကဆွန့်လို့ရမယ့်အရာတွေကိုလည်းဆွန့်လွတ်နိုင်ဖို့ကိုပြင်ဆင်တင့်တယ်လို့တော့ဇင်းကထင်တယ်ပေါ့နော်တော့ဇင်းကဘယ်အရင်တော့ကလည်းဒါဗီဒီယိုလေးတစ်ပုဒ်လုပ်ခုပဲပေါ့နော်အာလူတယောက်ကိုကောက်ွက်တွေကြီးမကြည့်ဘဲနဲ့ဘလို့ဆိုးကွက်ကိုကိုကလက်ခံနိုင်လဲဆိုတော့ ဗီဒီယိုတပုတ်ကိုလည်းစဉ်ရိုက်ဘူးရယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာလည်းကိုကဘလို့ပြည့်စုံခြင်းကိုလိုချင်ပြီးတော့ဘလို့ຢာတွေကိုစွန့်လွတ်နိုင်လဲဆိုတဲ့အရာကိုကြိုပြီးတော့အဲဒီစဉ်းစားတတ်ဖို့ပေါ့နော်ဆိုတော့ဒီ message တွေကိုစဉ်းစားရပါတယ်ကလီလီတွေအတွက်ဆိုပေမဲ့ဈေးအနေနဲ့ဒီ message လေးကိုရတဲ့အခါမှာအញ្ញံကြိုက်ပြီးတော့ဒါဗီဒီယိုရိုက်ဖြစ်သွားပါပေါ့နော်ဆိုတော့နောက်ပြန်ဆောင်ကြပါမယ်ပြည့်ရှင်တဲ့နေ့ဒီပိုက်ဆိုင်ကြပါစီ bye bye